ဧပြီလ၄ရက်နဲ့၅ရက်အတွင်းတနင်္သာရီကရင်နဲ့မော်ဧပြီလ၆ရက်ကနေ၁၇ရက်အတွင်းကြံတိုင်း9ခုနဲ့ပြည်နယ်လေးခုမှာအချိန်အခါမဟုတ်မိုးရွာတာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလကထုတ်ပြန်ပါတယ်။အချိန်ကောင်မဟုတ်မိုးရွာနိုင်မဲ့သတိပေးချက်အနေနဲ့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုကလေနွေးတွေနဲ့တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့လေပြားကြီးရေဝန်းဒေသကရွှေလျားလာတဲ့လေအေးတွေတွေ့ဆုံမှုကြောင့်၎င်း အရှိဘက်ကရွေလျားလာတဲ့လေပွင့်လှိုင်းတွေရဲ့အချိန်ကြောင့်၎င်းဧပြီလ၄ရက်ကနေ၅ရက်အတွင်းတနင်္သာရီတိုင်းကရင်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျကနေနေရာစိတ်စိတ်နဲ့ဧပြီလ၆ရက်ကနေ၁၇ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရီတိုင်းကယားချင်းရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာ နေရွက်ကြားကနေနေရကျဲကျဲတနင်္သာရီတိုင်းဒေသကြီးကချင်းကရင်နဲ့မော်ပြင်းနယ်တို့မှာနေရစိတ်စိတ်မိုးထစ်ချုံရွာသွန်းနိုင်တယ်လို့သိရပါဗျ။အဲ့ဒီအတွက်ကြောင့်ပြည်သူတွေအနေနဲ့အချိန်ခါမဟုတ်မိုးရွာတာနဲ့အတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြက်တာလျှက်စည်းလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့သိရပါဗျ။ဧပြီလပထမဆေးရက်ပတ် အတွက် မိုးလေဝသနဲ့ဇလားပေရခံမန်းချက်အနေနဲ့ကပလီပင်လယ်ပြင်နဲ့ပင်္ဂလားပင်လယ်အော်ရိုမှာလေပြင်းရည်ရံဝန်းတကြိမ်ဖြစ်ပေါ်နိုင်ပြီးမုန်တိုင်းငယ်အဖြစ်ကိုပုံမအားကောင်းလာနိုင်ကြောင်းကပလီပင်လယ်ပြင်နဲ့ပင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်အထင်ကနေတိမ်ထူတတ်နိုင်ပြီးကြံပင်္ဂလားပင်လယ်အော်မှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်တယ်လို့သိရပါတယ်